2025ခုနှစ်အောက်တိုဘာလ9ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါရဲ့တနင်္ဂနွေသားသမီးများအတွက်ဒီနေ့အတွက်မှာ ကြံပန်ပြီးတော့ငွေကုန်ချေးချတွေဒါအများနဲ့တက်တယ်အလုပ်ထဲမှာလည်းမိမိကို မလိုတဲ့သူတွေမနာလိုတဲ့သူတွေအတိုက်ခံအတိုက်ခံအနောက်ရှက်တွေလည်းများနေတက်တယ်နော်အိမ်တွင်းရေးမှာလည်းမတားမရဖြစ်နေတတ်တယ်ဂျမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေလည်းတည်ငောင်းချရတတ်တယ်အချိုးပေးတဲ့ကနန်းကတင့်တဲ့သုံးဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကတော့ အနီရောင်နဲ့ချက်သွေးရောင်ပဲဖြစ်ပါတယ်။ရရရအနေနဲ့မိမိအရှိဖျားမှာလိမ္မော်ရေ ကလူပေးရမှာဖြစ်ပါတယ်ရှင်။၂025ခုနှစ်အောက်တိုဘာလ9ရက်နေ့တနေ့လာသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။တနေ့လာသားသမီးများအတွက်ဒီနေ့အတွက်ကို ညံတဲ့ဝရိယပိုင်းမှာအစွမ်းကုန်စူးစမ်းရမယ့်နေမျိုးဖြစ်ပါတယ်။စူးစမ်းရတလောက်လဲအောင်မြင်မှုတွေရရှိတတ်တဲ့၊ကွဲကွာနေတဲ့မိတ်ဆွေအဟောင်းတွေ၊ဆွေမျိုးအဟောင်းတွေအဆက်အဟောင်းတွေနဲ့လည်းပြဆုံစီရတတ်တဲ့အချီးရဲမှလည်းတာယာတယ်နော်။ကျမ်းမာရေးအနေနဲ့ရှင်ပတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၅ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကတော့အနီရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့ မိမိအရှိပြားမှာလိမ္မော်သည်ကလူပြားမှာဖြစ်ပါရှင်25ခုနှစ်အောက်တိုဘာလ9ရက်နေ့ အင်္ဂါသသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။အင်္ဂါသသမီများအတွက်ဒီနေ့အတွက်ကိုအလုပ်တွေထဲမှာတို့လို့တလန်တွေဖြစ်နေတတ်တဲ့မပြီးမပြတ်တာမျိုးတွေလည်းဖြစ်နေတတ်တဲ့ဆုံးဖြတ်ခတ်တဲ့အခြေအနေအချက်တွေတွေနဲ့လည်းအင်္ဂါသသမီအတွက်ဒီနေ့အတွက်ကြုံတွေ့ရတတ်တဲ့အိမ်တော်ရေးမှလည်းအထင်မြင်လွဲစရာတွေနဲ့ကြုံတွေ့ရတတ်တဲ့ဂျမ်းမာရေးအနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီရေးမှလည်းစကားများတာ ငင်းခုန်နေရတာမျိုးတွေဖြစ်တတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှရှေးဝါးရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရှိဖျားမှာကော်ပြတ်ကြောကလူပေးရမှာဖြစ်ပါတယ်ရှင်။2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက် တနေ့တာဟော့စတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးတွေအတွက်ဒီနေ့အတွက်မှာစိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေ ခြင်းနူးဝမ်းမြောက်စရာများနဲ့ကြုံရမယ့်နေ့မျိုးဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့အချိန်ကြီးကောင်းနေလေပေးလာတဲ့တင်ဘာပဲလုံးလုံးရရဲတာလှုပ်ဆောင်ပါကံအခွင့်အလန်းတွေအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ဈာမရင်အနေနဲ့မျက်စိနာတဲ့မျက်စိအောင့်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အချိန်ရင်းမှလည်းကြားလေသွေးလိုဝေးနေရတဲ့ အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းကတော့အဖြူရောင်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအရှိဘုရားမှာပြီးဆုံးကိတ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ဂျာတာပရိသသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။ ခြားသာပရိသတ်သမီးများအတွက်ဒီနေ့အတွက်မှာစီးပွားရေးလူမှုရေးအစအစအရာရာအစဉ်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်ရွှေတဲ့ပစ္စည်းတွေယရနာပစ္စည်းတွေအပိုးတန်တဲ့ပစ္စည်းတွေလည်းဝင်လာတတ်တယ်နော်ကျမ်းမာရေးမှာစိုးရိမ်စရာမရှိတော့လဲခန္ဓာကိုယ်ရဲ့ဘယ်ဘက်တစ်ချမ်းမှာ အောင်လာမျိုးတွေဖြစ်တတ်တယ်အချီရေးမှလည်းတာယာတယ်နော်အချိုးပေးတဲ့ကဏ္ဍကတော့9နဲ့9ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကတော့အဝါရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာကြောက်ကြောကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့တောက်ချာသားသမီးများအတွက်တနေ့တာဟိုစဒန်ဖြစ်ပါတယ် ောက်ကြသမီးများအတွက်ဒီနေ့အတွက်မှာအလုံးနဲ့ပတ်သက်ပြီးသွားရင်မိမိမကြားကျင်တဲ့တည်င်းနေခြာရတတ်တယ်အောက်လက်ငယ်သာသာသမီအလုတ်ကနေအိမ်ကနေထွက်သွားတတ်တယ်အဲ့ဒီသာသမီအောက်လက်ငယ်သာအတွက်ဒီလေဒီနေ့အတွက်မှာတအားကိုဆိတ်ရှုပ်ဆရာမျိုးတွေကြုံရတတ်တယ်ပြန်မရတော့ဘူးလို့ထင်ထားတဲ့ငွေကြီးတွေကမရည်ရွယ်ပဲမထင်မှတ်ပဲနဲ့ဒီနေ့မှာပြန်ရတဲ့နေ့မျိုးဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့သွားနေပတ်သက်တဲ့တွေးနေ ပသက်ပြီးတော့စိတ်ရှုပ်စဉ်းညာတတ်တယ်အချိန်မှလည်းကြားလေသွေးလိုဝိညာဉ်တတ်တယ်အကျိုးပေးတဲ့ကဏ္ဍကငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့ခရမ်းရောင်ပဲဖြစ်ပါတယ်ရေလျာအနေနဲ့မိမိအိမ်ရှိဖျားမှာစပစ်သည်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့စနေသားသမီးများအတွက် တနေ့တာဟော့စတန်ဖြစ်ပါလေမိမိရဲ့အလုပ်ထဲမှာဒီနေ့အတွက်အထက်လူကြီးအကြီးအကဲကြောင့်စိတ်ညစ်ဆရာဆိတ်ရှုပ်ဆရာများနဲ့ကြုံတရားတက်တဲ့ကိုကဘလောက်အဆင်ပြေလုပ်ပြီးလုပ်ပြီးကို့ဘုံမှာအမြင်မကြည်ရအထင်မြင်လွဲတာတွေလဲကြုံတရားတက်တဲ့အလုံးအကန့်ရည်ရွယ်ချက်တွေလဲဒီနေ့အတွက်မှာအနာရောက်ခံဒီမှာတိတ်လွဲလွဲသွားတာအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်နော်စပစ်စီဆာရွက်ဆာလန်တွေလဲတတိသားနော် ပြောက်တာပျက်စီးတာဆုံးရှုံးတာမျိုးတွေဖြစ်တတ်တယ်။ကျမရဲ့အနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။ချစ်သူစီကနေပြီးတော့မမျှော်လင့်ရင်းနဲ့လက်ဆောင်ကောင်းတွေရတတ်တယ်။အချိုးပေးတဲ့ကနန်းကတော့နှင်းနဲ့ကိုဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်ကတော့ပန်းရောင်ပဲဖြစ်ပါရဲ့။ရရအနေနဲ့မိမိအရှိပြားမှာကိတ်မုတ်ကလူပေးရမှာဖြစ်ပါရဲ့ရှင်။